grade 7 grade 8ထာသမီးတွေအားလုံးမင်္ဂလာပါအာခုနှစ်ထန်းရှစ်ထန်းရောက်လာပြီဆိုရင်အွယ်ရဲ့ကြီးလာတဲ့ခံကြတော့အာလူလောကရဲ့တာဝန်တွေအဲမျှပြီးတော့ထန်းရွက်ဖို့အတွက်လောကကြီးကလည်းပဲကိုယ်မျောလင့်နေကိုယ်ကလည်းပဲ အဲ့ဒီဓာဝန်လေးကိုအမျှဝေပြီးတော့ထမ်းဆောင်ခြင်းနဲ့စိတ်ထားရီတစ်ခါတစ်ခါပေါက်တယ်အင်္ဂလိပ်လိုပြောရင်တော့ participate လုပ်ခြင်းတာပေါ့ခါတိုင်းဆိုရင်ကိုကဝဲကြည့်တဲ့လူအနေနဲ့ကြည်နေရတယ်အခုကျတော့ activity တွေရှိလာတယ်ဆိုရင်ကို participate လုပ်ခြင်းနဲ့ကိုပါဝင်ခြင်းနဲ့ ဲ့ဖောင်းဝင်ခြင်းနဲ့စိတ်ကိုဂုံယူရမယ်အဲပထမဆုံးတော့ကိုယ့်ရဲ့ပါဝင်ခြင်းနဲ့စိတ်အဲဒီကုညီခြင်းနဲ့စိတ်ဆောင်ရွက်ခြင်းနဲ့စိတ်အဲ့စိတ်ဆန္ဒကိုဂုံယူရမယ်အဲ့ဆန္ဒကအဓိကပဲ ဲ့ဒီဆန္ဒမရှိဘူးဆိုရင်စိတ်ဆန္ဒမရှိဘူးဆိုရင်ကြီးကျယ်တဲ့ဘာအလုံးမှမဖြစ်ဘူးတာဖြင့်ကိုယ့်ရဲ့ဆန္ဒတစ်ခုတည်းဟုတ်ပဲအတိမတ်ပြုပြီးတခြားလူရဲ့ဒီဆန္ဒစိတ်ဆန္ဒကိုအတိမတ်အတိမတ်မပြုဘူးဆိုရင်ကိုယ်တယောက်တည်းဖြစ်နေကိုယ့်လို့ပဲအများရဲ့အကျိုးကို အာထမ်းရွက်ခြင်းနဲ့စိတ်ဆန္ဒရှိတဲ့လူတွေအများကြီးရှိတယ်။အဲ့အများကြီးကိုကိုကမကြည့်ဘူးလိလိရှုထားတယ်။ကိုစိတ်ဆန္ဒတစ်ခုတည်းကိုပဲကိုအတိမတ်ဖြူရင်ကိုတယောက်တည်းဖြစ်နေတာ။ကိုလိုစိတ်ဆန္ဒမရှိတဲ့လူတွေမရှိလို့မဟုတ်ဘူး။ကိုလိုစိတ်ဆန္ဒရှိတဲ့လူတွေနော်ကိုလိုစိတ်ဆန္ဒအားကောင်းတဲ့လူတွေကိုလိုစေနိုင်ရှိလူတွေမရှိလို့မဟုတ်ဘူး။ ရှိတယ်ဒါပဲကိုအာမကြည့်တော့မမြင်တာပေါ့ဒါချောင်းမို့လို့အာခုနှစ်တန်းရှစ်တန်းအရွယ်ဆိုရင်ကိုသတိပြုမိတာပဲဖြစ်မပြုမိတာပဲဖြစ်ဖြစ်ခေါင်းဆောင်မှုအပိုင်းကိုချစ်ထားဖို့ပေါ့ဘူးဒီနေ့မှကိုရက်တည်ရမယ်အပိုင်းလေးတွေအခြေခံစပြီးတော့လုပ်နေရပါမယ် အခြေခံစပြီးတော့ပြိုးနေရတယ်။ပထမဆုံးခြေလှမ်းနေစလှမ်းနေရတယ်ပေါ့။ဒါဖြင့်အာဒီလိုနေရာမျိုးမှာအာဒိမတ်နိုင်ငံရဲ့လေ့ကျင့်ပုံလေ့လေ့ကျင့်နည်းတစ်ခုကိုပြောပြခြင်းသူတို့ဒိမတ်ဘာသာစကားနဲ့တော့ class and test လို့ခေါ်တယ်။အဲ့ဒါဘာပြောတာတုံးဆိုတော့ဆွေးနွေးတဲ့အတတ်ပညာ ဆွေးနွေးတဲ့အတတ်ပညာအဲ့ဒီထဲမှာခေါင်းဆောင်မှုအတတ်ပညာလည်းပါတယ်နောက်ပြီးတော့လူကြီးလုပ်တဲ့အတတ်ပညာအာကြီးမားတဲ့တောင်းတွေကိုမျှဝေထမ်းဆောင်တဲ့အတတ်ပညာအဲ့ဒီထဲမှာအကုန်ပါတယ်နားထောင်တဲ့အတတ်ပညာလူကြားထဲမှာကိုလိုချင်တာကိုယ့်ရဲ့ အဲအတွေးအမြင်တွေကိုပြောပြရတဲ့အတတ်ပညာအဲ့အတတ်ပညာအကုန်လုံးပါတယ်သူတို့တော့အတန်းကြောင်းမှာအသက်6နှစ်ကနေပြီးတော့16နှစ်အထိသူတို့သင်ပေးတယ်အပတ်စဉ်အကြောင်းမှသင်ပေးတယ်အဲ့သင်တဲ့ဟာတော့ဘာသင်တာတုံးဆိုအာအကြောင်းအကြောင်းသူတွေဟူ ဒီလိုအုပ်စုဖွဲ့ပြီးတော့အတန်းထဲမှာပေါ့နော်ဒီလိုဝိုင်းပြီးတော့ပြဿနာတစ်ခုကိုဆွေးနွေးကြတာဆွေးနွေးတဲ့အကျင့်လေးလုပ်ပေးတာတေးငယ်တဲ့ပြဿနာအနေပြီးတော့ဆဆွေးနွေးပါတယ်ဥမာအာကြောင်းရှိမှာအမိုက်လေးတွေရှိတယ်အဲ့ဒီအမိုက်လေးတွေကိုဘယ်လိုကောက်မှာတော့ဆိုတာအဲ့အမိုက်ကိုချက်ချင်းမကောက်သေးပဲနဲ့ ခုနှစ်တန်းဆိုရင်လည်းခုနှစ်တန်းရှစ်တန်းဆိုရင်လည်းရှစ်တန်းကိုယ့်ရဲ့အခန်းထဲမှာကိုယ့်အခန်းထဲမှာကိုယ်ဆွေးနွေးကြတယ်အဆွေးနွေးတဲ့အခါမှာဒီနေရာမှာဆွေးနွေးတဲ့ပြဿနာကဘာလို့ဆိုတော့အဲ့ပြဿနာကိုပထမဆုံးထင်ရှားအောင်အမ်အတိတ်ပဲပေါ်ဆောင်လိုက်တယ်သတ်မှတ်လိုက်တယ်အဲ့ပြဿနာသတ်မှတ်ပြဿနာကတို့ကြောင်းရှိမှ အမှတ်ရှိတဲ့ပြဿနာအကြောင်းတွင်းမှလားဒါမှမဟုတ်အကြောင်းရဲ့အပြစ်မှလားအပြစ်အမှတ်ရှိတယ်ဆိုရင်ဘာအတွက်မကောင်းတာလို့အကြောင်းရဲ့ခြေသေးအတွက်လည်းမကောင်းဘူးချက်မရအတွက်လည်းမကောင်းဘူးသာရှိသည်ဖြင့်အဲ့ဒီလိုပထမဆုံးပြဿနာအကြောင်းတွေဆွေးနွေးကြဆိုကြအကြောင်းတွေဆွေးနွေးကြပြီးရင် action ပါလို့တင့်တယ်လေဆိုတဲ့ action အဲ action ဒါကဘုန်းတို့ဆွေးနွေးတဲ့နေရာမှာအာဘယ်လိုလေ့ကျင့်ရမှာတော့ဆိုတော့လူတိုင်းလူတိုင်းပြောခွင့်ရှိတဲ့အလေ့ကျင့်ကိုနော်လေ့ကျင့်ကြရမှာဖြစ်ပါတယ်။ကြောင်းတကား၁၀ယောက်ရှိတဲ့ဆိုရင်တယောက်စီတယောက်စီပြောကြမယ်တယောက်ကို၃မိနစ်ပြောမယ် ဒီအကြောင်းပြောမယ်အဲ့တော့ဟိုပထမဆုံးတော့ဆရာဆရာမခင်ဗျာအရှိရနဲ့ဦးဆောင်ပြီးတော့ကဲဒီနေ့ဒီအကြောင်းပြောမယ်နော်အမ်ပြီးရင်တယောက်ကို10မိနစ်ပြောမယ်10မိနစ်ခွဲပြောမယ်10ရောက်ဆိုရင်10မိနစ်တကယ်လို့တယောက်ကို10မိနစ်ပြောမယ်ဆိုရင်ပထမဆုံးပြောတာတယောက်ဒီဆယ်ယောက်ပြောရဲဆိုတော့မိနစ်20အဲ့လိုပြောတဲ့အခါမှာ အလှကြအဲ့ဆယ်ယောက်ထဲမှာနော်ဒိတ်ဟောက်ဒါမို့၂ယောက်ခန့်မှတ်တမ်းရေးတာဘသူရဲ့အမြင်ကဘသူနောက်တယောက်ရဲ့အမြင်ကဘသူဘလို့နောက်တတိယတယောက်ရဲ့အမြင်ကဘလို့လူတိုင်းလူတိုင်းရဲ့အမြင်ကိုအတိမတ်ပြုတယ်လူတိုင်းလူတိုင်းပြောရေးဆိုခွင့်ရှိတယ်အဲ့ဒီနေရာမှာ ဥဆောင်ပြီးတော့ဆွေးနွေးတဲ့လူကသူကမျှတာတယ်လေလူတိုင်းလူတိုင်းပြောပြောခွင့်ပြောရေးဆိုခွင့်ရှိရမယ်သူရဲ့အမြင်အကောင်လုံးပြောပြီးသူသူပြောနေတဲ့အချိန်မှာလေတခြားလူတွေကလူပြီးတော့ပြောတာမျိုးမလုပ်ရဘူးတခြားလူတွေကသူ့ကိုနားလည်အောင်နားထောင်ပေးရတယ်သူဘာဆိုလို့ဓာတ်တော့သူရဲ့အကြဉာဏ်ဘာလို့ဆိုတော့နားထောင်ပေးတယ် အဲ့ဒါကိုလေးစားတယ်လို့ပြောတယ်လေးစားမှုပေးတယ်လို့ပြောတယ်ကိုယ့်ရဲ့အကြံဉာဏ်ကိုသူများယူတာမယူတာအပဋ္ဌာသူများဟာကိုယ့်ကိုလေးလေးစားစားကိုပြောချင်တဲ့ဟာလေးလေးစားစားနားထောင်နေဆိုရင်ဘုံဘောတော့ကျေနပ်တယ်အဲနောက်ဆုံးမှာဘုံတို့ဆက်ရောက်ရှိတယ်အဲ့ဆက်ရောက်အကြံဉာဏ်ကနှမျိုးလောက်ဖြစ်နေသုံးမျိုးလောက်ဖြစ်နေတယ်ဆိုရင် အဲ့ဒီချက်အကောင်းဆိုဘလို့နေတော့ဘယ်ဟာတော့ဖြစ်ပို့ပြီးတော့လွယ်တော့မြန်ကောင်းတက်တာဆိုတာပိုက်ဆံလည်းတက်တာတယ်ဟောကောင်းရလဲကောင်းတယ်မြန်လဲမြန်တယ်အချိန်အဖြစ်မြန်တယ်ဒါ time efficient ဖြစ်တယ်လို့အချိန်အအသုံးပြုတဲ့နေရာမှာ efficient ဖြစ်တယ်ပေါ့မြန်တယ်ကောင်းတယ်ကောင်းတယ်ဆိုတော့တေးတတ်တယ်ဒီအမှိုက် ကောက်တဲ့နေရာမှာအမှိုက်အာတကယ်လဲကောက်တယ်အတန်ရှင်းသွားတယ် results ကောင်းတယ်ပေါ့မြန်ကောင်းတက်တာလူကလည်းတက်တာတချို့ဟာဆိုရင်မိနစ်30ဆက်လောက်ကောက်မှာတချို့ဟာဆိုရင်မိနစ်20တချို့ဆယ်မိနစ်နဲ့ကောက်ဆယ်မိနစ်လောက်ပဲအချိန်ကုန်ရမယ်အချိန်လည်းတက်တာတယ်ဆိုရင်ပေါ့အချိန်တက်တာ10မိနစ်လောက်နဲ့အချိန် အဲတက်တာပြီးတော့အမိုက်ကောက်တဲ့ကိစ္စအမိုက်ရှင်းတဲ့ပြဿနာပြီးသွားရင်နိုင်ဝဲဆို၃နေရအမိုက်ရှင်းနိုင်တာပေါ့တနိုင်ဆိုရင်၆နေရအမိုက်ရှင်းနိုင်တာပေါ့ကိုအမိုက်ရှင်းမုံရှင်းနေကအချိန်ကြာတယ်ဆိုရင်ကောင်းပေမဲ့အများကြီးမရှင်းနိုင်ဒါကြောင့်မြန်ကောင်းတက်တာအဲ့ဒီနီးကိုရှာကြတာပေါ့အဲ့ဒီနီးကိုရှာတဲ့နေရာမှာအားလုံးကရွေးတဲ့ ဒီရွေးချယ်မှုကကိုတင်ပြတဲ့ဟာမဟုတ်ဘူးဆိုရင်ဒီနေရာမှာအများကိုအများကကိုယ်လေးစားပြီးသားကိုပြောခွင့်ရှိပြီးသားကိုကလည်းပဲအများကို လေးစားပြီးတော့ဟုတ်တယ်အဲ့ဒီနီးအဲ့ဒီနီးအတိုင်းလောက်ကြအောင်အဲ့ဒီလိုအများရဲ့ဆန္ဒကို လိုက်နာတဲ့အများရဲ့အတန်ကိုနားထောင်တတ်တယ်ဆိုရင် ခေါင်းဆောင်ဖြစ်သွားတာပဲခေါင်းဆောင်ဖြစ်တာတချို့ကအမြင်နေမှားတယ်သူများကငါ့ကိုနားထောင်မှငါခေါင်းဆောင်ဖြစ်တယ်လို့တချို့အဲ့လိုထင်ခေါင်းဆောင်ကအဲ့ဒီလိုမဟုတ်ဘူးဘုံဘုံပါဠိနဲ့နဲ့ရွတ်ပြမယ်နော်ဗုဒ္ဓမြတ်စွာဘုရားရဲ့စကားတော်မူလို့ဘဟုဇနဟိတာယအထာယဟိတာယသုခာယ သူ့ရဲ့အတဲပဲကတော့ပါတော့ဆိုကိုအလုတ်လုတ်ရင်အများကောင်းကျိုးအများချမ်းသာဖို့အများကြီးပွားဖို့ဖြစ်ရမယ်ကိုအလုတ်ကိုလုတ်တာနော်ကိုကိုစာကိုကျိုးစာလားအဲဆရာမကအင်စာဖေးတယ်သင်္ချာအင်စာဖေးတယ်အင်္ဂလိပ်စာအင်စာဖေးတယ်မြန်မာစာသင်္ချာတိပ္ပံ ဲ့ဒီအင်ဇာ၉ဟောက်ကိုကြံ့ကြံ့နက်နက်အကောင်းဆုံးဖြစ်အောင်ကြိုးစားတာအဲ့ဒါအများအတွက်ပါအကျိုးရှိတယ်ဒါတို့သမီး။ဘာဖြစ်လို့တုန်းဆိုတော့ကိုယ်ကပညာတတ်နိုင်ငံသားတယောက်ဖြစ်လာရင်ဒီနိုင်ငံအတွက်အကျိုးဖြစ်တယ်လေ။ကိုယ်ကြောင့်နံပါတ်၁သူညာဒုက္ခမဖြစ်ဘူးနံပါတ်၂အကူအညီလိုတဲ့လူတွေကိုအကူအညီပေးနိုင်တဲ့အခါတွေရှိခြင်းရှိနိုင်တယ် ကိုဟာအထူးတွေကြီးလာရင်ကိုအောက်ကလူတွေကိုကိုကစက်စနနဥဆောင်နေတယ်။ဒါကြောင့်မို့လို့ဒီနေ့သားတို့သမီးတို့စာကိုဟာကိုစာစူးစမ်းနေတာအတိုင်းပြည့်အတွက်ပါတယ်။အများအတွက်ပါတယ်။အများအတွက်စာစူးစမ်းမယ်အဲ့ဒီလိုစိတ်ထားကြရအောင်။ဒါဖြင့်เจ้ามาอไหมบ่รู้กောက်แม่สร้ายหาโกซุยนวยดาครับผมบ่รู้อ่ะ ဥပမာအဖြစ်အာလေ့ကျင့်ခန်းတစ်ခုအနေနဲ့ဆွေးနွေးကြတယ်ပြဿနာကိုကြံကြံနနအာ define လုပ်တယ်ခေါ်တာပဲပြဿနာကိုသတ်မှတ်တယ်ဘာပြဿနာကြောင့်ဆွေးနွေးစေစိတ်မမြတ်နဲ့တစ်ချိန်မှာတစ်ခုပဲဆွေးနွေးနာအစီဝေးတစ်ခုတည်းမှာတစ်ခုပဲ ဆမ်းပြီးတော့ဆွေးနေအဲဆွေးနေတဲ့နေရာမှာ လူတိုင်းလူတိုင်းကိုပြောခွင့်ပေးပါ အကြံဉာဏ်ပေးခွင့်ပေးပါတို့မှရှိနေတဲ့တို့เจ้าရဲ့အမှတ်ပြန်တနာကဒီလိုဖြစ်တယ်ဒါကြောင့်ဒီနေရာမှာမပြောရဲတဲ့အဖွဲ့ဝင်ရှိရင်အတန်းဖော်ရရှိရင်တို့ကိုပြောရဲအောင်အားပေးပါအမြင်မတူလည်းပဲသူတို့အားပေးသူတို့ ဟိုပြောဖို့အားပေးပါအမြင်တူမှပြောရမယ်ဆိုရင်ဘုံမတို့အကြံကောင်းညံကောင်းတွေမရတော့ကိုနဲ့အကြံဉာဏ်မတူတဲ့လူတွေကမှသူတို့မှဆန်းဆန်းပြပြတွေးတာရှိနိုင်တယ်ကိုနဲ့အကြံဉာဏ်တူပြီးပြီဆိုရင်တော့သူတို့စီကနေပြီးတော့ဘာမှနောက်ထပ်အသိဆန်း ရနိုင်ဖို့မရှိတော့ဘူးလေ။ဒါကြောင့်မို့လို့ကိုယ်နဲ့အကြံဉာဏ်ချင်းမတူးတဲ့လူတွေရဲ့ဇေယနေပြီးတော့အကြံဉာဏ်ယူဖို့အတွက်မကြောက်နဲ့။မတူးတာမကြောက်နဲ့မတူးတာကိုစိတ်ဝင်စားရမယ် curious ဖြစ်ရမယ်။နော်စိတ်ဝင်စားရမယ်။အာတွေးတယ်လို့ဘာကြောင့်မတွေးတာလဲမသိဘူးစိတ်ဝင်စားစရာခောက်နေ။ဘယ်ရှုထောင့်နေတွေးလဲမသိဘူး။ ဘယ်လိုအကြောင်းအကျိုးဆက်ဆက်ပြီးတော့တွေးလဲမသိဘူးဆိုတော့အဲ့ဒါလိုစိတ်ဝင်တစားမေးရတယ်အဲ့ဒါမှကိုအနောက်ဘူကောင်းလာမှာကိုရဲ့အတွေးတွေပို့ပြီးတော့မြန်လာမှာပို့ပြီးတော့ကျေပြန့်လာကိုတိတာတခုတည်းပဲကိုနဲ့တူတာလောက်ကိုပဲကိုကဆွဲကင်ထားရင်ကိုရဲ့အသိဉာဏ်ကမကျေပြန့်တော့ ိုမသိဘူးတဲ့နေရာမရောက်ဘူးတဲ့နေရာကိုခီးသွားကြတယ်လေအဲဒေဝံပညာရှင်ကြီးချောင်းဒါဝင်တို့ဆိုရင်ဟုတ်တယ်ဒီလိုအသင်္ဘောကောင်းနေမရှိသေးတဲ့အချိန်မှာဒါကြဲရှိတဲ့အသင်္ဘောလေးနဲ့ခီးတွေသွားတာဟိုအမေရိကတိုက်ထိသွားတယ်စွန့်စားပြီးတော့သွားတယ်တော်ရဲထိလည်းသွားတယ်မသိတဲ့လူတွေ ဂျုလည်းသွားတယ်မရောက်ဘူးတဲ့နိုင်ငံလည်းသွားတယ်သွားလေလာအဲ့ဒါကြောင့်နာမည်ကြီးတာဘာလို့နာမည်ကြီးတာတော့ဆိုတော့အများအတွေ့သူလှုပ်ချင်လို့အများအတွေ့ငါတခုခုလှုပ်မယ်ဆိုတော့စိတ်ဆန္ဒနဲ့အဲ့လိုစွန့်စားပြီးတော့သွားတယ်ဒီနေရာမှာဆိုချင်တာတော့သူနဲ့အတွေးချင်းမတူးတဲ့လူတွေရဲ့အယူဆသူတို့ရဲ့ယဉ်ကျေးမှု သူတို့ရဲ့အမြင်အဲ့ဒါကိုသူသိချင်တယ်သူသိချင်တယ်ဘုန်းတို့စာဖတ်တယ်ဆိုတာကကိုယ်နဲ့တူးတဲ့အတွေးတွေလိုက်ရှာနေတာမဟုတ်ပါဘူးကိုယ်နဲ့တူးတာလည်းရှိရင်ရှိမယ်မတူးတာလည်းရှိရင်ရှိမယ်အဲ့ဒါတွေစိတ်ဝင်စားလို့တိုးတက်ရတိုးတက်ကြောင်းအနေနဲ့သိချင်လို့ဘုန်းဘုန်းတို့ကဖတ်တာပါဒါကြောင့်မို့လို့ကိုယ်နဲ့ အတွေ့အချင်းအယူဆချင်းမတူတဲ့လူတွေကိုမကြောက်နဲ့သူတို့ကိုတန်ဖိုးထားပါသူတို့တန်ဖိုးထားပါအဲနှစ်ယောက်ရှိတဲ့အမြင်ချင်းမတူဘူးဆိုရင်ဒါအကြံကောင်းအညာကောင်းနှစ်ခုရှိထားတယ်လေရထားတယ်ဘယ်ချိန်မှာပဲအကြံညာကအလုတ်ဖြစ်တယ်ဆိုတဲ့ဟာအဲ့တခုဆုံးဖြတ်အောင်ပဲရှိတယ်အဲ့ချောင်းမလို့ ဒီအများနဲ့ဆွေးနွေးတဲ့နေရာမှာခေါင်းဆောင်အနေနဲ့ဆွေးနွေးတာလားအဖွဲ့ဝင်အနေနဲ့ဆွေးနွေးတာလားအရေးကြီးတဲ့ဟာတော့သူများပြောတဲ့ဟာကိုနော်နားလဲခြင်းတဲ့စိတ်နဲ့နားထောင်ဖို့တချို့ကနားလဲခြင်းတဲ့စိတ်နဲ့နားထောင်တာမဟုတ်ဘူးသူပြောတာဘယ်နေရာမှာအချွင်းချက်ရှိမှာတော့ဆိုပြီးတော့ အပြစ်ရှာတဲ့အနေနဲ့အပြစ်ဆောင်ကြည့်တဲ့အနေနဲ့နားထောင်ခြေပောက်ဖို့အတွက်နားထောင်အဲ့လိုနားထောင်တာကရှေ့မရောက်ဘူးခေါင်းဆောင်ခေါင်းလည်းမဖြစ်နိုင်ခေါင်းဆောင်ခေါင်းဖြစ်အောင်ဆိုရင်ဆယ်ယောက်ရှိတယ်ပထမတစ်ယောက်ပြောတာဘာပြောတာဘာလဲဆိုပြီးတော့ကိုနားမလဲသေးဘူးဆိုရင်မေးအဲ့ဒီလိုမေးတာဒါလေးစားအရောက်တယ် ပြောခွင့်ပေးတာလည်းပဲသူတို့လေးစားရရောက်တယ်။လူတိုင်းကိုကိုလေးစားရင်အဲ့လူတွေအားလုံးလည်းကိုကိုပြန်လေးစားမှာပဲ။လူတိုင်းကကိုကိုလေးစားဆိုရင်ကိုခေါင်းဆောင်ဖြစ်သွားမှာ။အဲ့တော့ um အစီဒီစီဝေးတဲ့အခါမှာအဖွဲ့အစည်းတွေထဲမှာပြဿနာဘယ်နေရာမှာဖြစ်တာတော့ဆို။ ဟို loss အရာတစ်ခုရှိလာရင်ဥမာပြဿနာတစ်ခုရှိလာတယ်။အဲအကြောင်းရှိရအမှိုက်ရှင်းဖို့အတွက်လိုတယ်ပေါ့နော်။တပတ်ကိုဘယ်နှခါရှင်းရမှာတော့နေ့တိုင်းရှင်းရမှာလားအာတပတ်တခါလားနှစ်ရက်တခါလားသုံးရက်တခါလားအဲ့လိုဟာတွေသူကစဉ်းစားရအောင်ရှိတဲ့အင်အားနဲ့ရှိတဲ့လူအင်အားနဲ့ရှိတဲ့အမှိုက်နဲ့ရတဲ့အချိန်နဲ့အဲ့ဒါတွေကိုသုံးသပ်ပြီးတော့သူကဆွေးနွေးရတာ ဲ့လိုဆွေးနွေးတဲ့အခါမှာကိုယ့်ရဲ့အကြံဉာဏ်ကိုသူများမယူဘူးဆိုရင်ကိုယ်တင်ငယ်တဲ့စိတ်ဖြစ်တယ်။အဲ့စိတ်လေးကိုကြည့်ပေးပါ။ငါ reject ခံရတယ်၊ငါညှင်းပယ်ခံရတယ်။အဲ့ဒီလိုထင်ပြီးတော့အာသူများတဲ့ငါ့ကိုထင်သေးတယ်။အဲငါအကြံဉာဏ်မယူဘူးဆိုပြီးတော့ကိုယ်ကရှောက်ပြီးတော့တွေးနေတယ်။အမှန်ကတော့မဟုတ်ဘူး။ အကြံဉာဏ်အများကြီးထဲမှာတခုပဲတုံးပြူနေနေဆိုရင်ဒီချိန်မှာပို့ပြီးတော့လက်တွေ့ကြတဲ့အကြံဉာဏ်ကိုအသုံးပြုရအောင်အများရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်ရင်ဘယ်ကြံဉာဏ်ပဲဖြစ်ဖြစ်ကောင်းတယ်ကိုယ်ကြံဉာဏ်မဟုတ်လည်းပဲကိုယ်ကလက်ခံလိုက်ရင်ကိုယ်မှာစိတ်ထားကြည်ပြန့်ရရောက်တယ်စိတ်ထားကြီးရရောက်တယ်အဲ့လိုစိတ်ထားကြည်ပြန့်တဲ့ပုဂ္ဂိုလ်မှာကောင်းဆောင်မှုအည်သွေးရှိတာ ငါခေါင်းဆောင်ငါပြောတဲ့အတိုင်းပဲဖြစ်မယ်ငါပြောတဲ့အတိုင်းပဲလုပ်ရမယ်ဆိုအဲ့ဒီခေါင်းဆောင်ကသူ့ရဲ့အမြင်ကျင်းတယ်လေတခြားလူတွေရဲ့အမြင်ကောင်းအကြံဉာဏ်ကောင်းတွေလည်းပဲသူကအတုံးမပြုချင်းဘာလို့အတုံးမပြုချင်းတာရောဆိုသူ့ကြံမဟုတ်ပဲနဲ့အကြံဉာဏ်ပဲတခြားလူတွေအကြံဉာဏ်ဆိုရင်သူ့စိတ်ထဲမှာကြောက်စိတ်ဖြစ်နေတယ်အေးဒါရုသမီးတို့ တငယ်ချင်းတွေဆွေးနွေးတဲ့အခါမှာအဲ့ဒီကြောက်စိတ်တွေဖြစ်တတ်သလားဖြစ်တတ်တယ်ဆိုရင်အဲ့ဒီကြောက်စိတ်ကိုအာမေတ္တာတရားနဲ့ကြည့်ပေးပါအဲ့ဒီကြောက်စိတ်ကိုဖိမထားနဲ့နော်ဖုံးဖိမထားနဲ့အဲ့ဒီကြောက်စိတ်ကိုကိုယ်အိမ်မှာမွေးထားတဲ့ခွေးလေးတွေကြောင်လေးတွေလို့သဘောထားအော်ငါရဲ့ကြောင်လေးကကြောက်နေတယ် ကိုမွေးထားတဲ့ကြောင်လေးကြောင်ကိုဘာလို့တော့ကိုလက်နဲ့ပုတ်သက်ပေးတယ်ကိုအားပေးတယ်သူ့ကြောင်စိတ်အားနေသွားသူ့ကြောင်စိတ်နေသွားအောင်ပျောက်သွားအောင်ကိုမေတ္တာနဲ့ပုတ်သက်ပေးတယ်လေဒီတိုင်းမှာပဲကိုရဲ့စိတ်ထဲမှာစိတ်ဆိုတာတော့စေတဘေဒပညာရှင် psychologist တွေပြောတာ shadow လို့ခေါ်တယ်မသိစိတ်လို့လည်းခေါ်တယ် အရှဲတော့နေပြီးတော့ပေါ်လာတဲ့အဲ့ဒီကြောက်စိတ်လေးအဲ့ကြောက်စိတ်လေးကိုကြောက်တတ်တဲ့ကလေးငယ်လေးကိုရှေ့မှာထိုင်နေတယ်လို့အဲ့ကလေးငယ်လေးကိုအားပေးပါမကြောက်နဲ့ကြောက်နေတာသိတယ် It's okay you're going to be okay သူများကကိုယ့်ရဲ့အကြံဉာဏ်ကိုမယူလိုက်တာနဲ့ ိုတိတဲ့ဟာတတ်တဲ့ဟာကိုယ့်ရဲ့ဆွမ်းဆွမ်းရည်တွေအကုန်လုံးပျောက်သွားမှမှမဟုတ်တာဒီချိန်တခြားလူတွေရဲ့အကြံဉာဏ်အများရဲ့အကြံဉာဏ်လက်ခံနိုင်အလှက်ပေးလိုက်အခွင့်ပေးလိုက်အလုပ်ဖြစ်တယ်ဆိုရင်ကောင်းတာပေါ့သူတို့ရဲ့အကြံဉာဏ်ဖြစ်အလုပ်ဖြစ်ကောင်းတာပေါ့သူတို့အကြံဉာဏ်နဲ့ပြန်နာပြေးလေတယ်ဆိုရင်အကုန်ကောင်းတာပေါ့အဓိကအဲ့ဒါပဲ အဲတခါတခါကျတော့အမ်ဆွေးနွေးတဲ့အခါမှာအများနဲ့ဆွေးနွေးတဲ့အခါမှာကိုယူဆောက်ကိုကအမ်အယူသီးစွာခေါင်းမာစွာနဲ့စွဲထားတယ်စွဲကင်ထားတယ်အတွေးခေါ်လို့အယူဆတို့ဆိုတာကပြဿနာဖြေရှင်းဖို့ ပြဿနာဖြေရှင်းနိုင်ရင်တဲ့ဘသူရဲ့အယူဆပဲဖြစ်ဖြစ်အသုံးပြုအောင်မှဖြစ်ပါတယ်ဘုံဘုံတို့နေစဉ်အသုံးပြုနေတဲ့ပြည်စည်းတွေအစားအသောက်တွေကိုကိုပိုင်အမ်ထုတ်လုပ်ထားတဲ့အစားအစာတွေမဟုတ်ပါဘူးသူများရဲ့အစားအစာတွေကိုကယူသုံးပြီးတော့ကိုယ်ခန္ဓာကိုကျမ်းမာကိုအသုံးပြုနေတာကိုဝတ်ထားတဲ့အဲအဝတ်စားတွေလည်းပဲ သူများတွေလှုပ်ထားတဲ့အဝတ်အစားတွေကိုကိုအသုံးပြုနေတာပါလူလောကရင်ဒီလိုပဲချင်းချင်းမိခိုးကြသူများတွေလည်းကိုယ်မိခိုးတယ်ကိုယ်ကလည်းသူတို့မိခိုးတယ်ဒါကြောင့်မို့လို့ငါဟာဖြစ်မှဘယ်လိုဖြစ်ဖြစ်ငါဟာဖြစ်မှဆိုပြီးတော့ကိုခေါင်းမှနေရင်အများနဲ့သူကိုသဟာစာတမဖြစ်ဘူး အများကိုခေါင်းမဆောင်နဲ့ကိုခေါင်းဆောင်ရင်လည်းပဲကိုနောက်ကိုလိုက်ခြင်းတဲ့လူတွေမရှိဘူးအာជីជីတာတာနဲ့ကိုနောက်ကိုအာလိုက်မဲ့လူမရှိဘူးအဲ့ဒါကြောင့်မို့လို့ဒိမန်နိုင်ငံမဟာသရုပ်ဆွေးနွေးတဲ့ဟာကဘာလောက်တာတော့ဆိုရင်နံပါတ်1ကတော့စိတ်ရှိလက်ရှိနားထောင်တတ်တာနားထောင်တတ်အောင်သင်ပေးတယ် အဲ့ဒါသူစကားပြောနေတဲ့လူကို respect ပေးရရောက်တယ်အယုဒိပေးရရောက်တယ်ပြီးပြီဆိုရင်နောက်တစ်ခုကတော့ပြောရဲဖို့ကိုယ့်ရဲ့အယူဆကသူများနဲ့မတူလည်းပဲသူများအယူဆကိုကိုကလေးစားတယ်ကိုယ့်ရဲ့အယူဆကိုလည်းပဲတစ်ချိန်တည်းမှာရဲရဲရင်ရင်ပြောပြတတ်ရတယ်ပြောနိုင်ရတယ်ပြောရဲရတယ်ကိုယ့်ရဲ့အယူဆပြောရတဲ့နေရာမှာ သူများနဲ့မတူအောင်ပြောတယ်ဆိုတာထက်အများရဲ့ပြဿနာပြေလည်အောင်အဲ့ဒီဇေနာနဲ့ပြောပြတာအမိုက်ရှင်းမယ်ဘယ်လိုရှင်းမှာတော့အမိုက်တကယ်ရှင်းလင်းစေခြင်းနဲ့စေတနာနဲ့ကိုပြောပြတာကိုရဲ့အကြံဉာဏ်ကမှန်ခြင်းလဲမှန်မယ်မှန်ခြင်းလဲမှန်မယ်အဲ့ဒါအများကိုသုံးသပ်ခွင့်ပေးပါ အများကိုတင်ပြပါအများတင်ပြပါဝေဖန်တဲ့ဝေဖန်ဆန်းစစ်တဲ့အလေးချင်းလေးလေအဲ့ဒီဆွေးနွေးတဲ့ဆွေးနွေးပွဲမှာတခါတည်းလေ့ကျင့်ပြည်တံဖြစ်ပါတယ်ကိုယ့်ကိုဝေဖန်ဆန်းစစ်ပေးမဲ့ပုဂ္ဂိုလ်မရှိဘူးဆိုရင်ကိုယ့်ရဲ့ချွင်းချက်ကိုထောက်ပြပေးမဲ့လူမရှိဘူးဆိုရင်ကိုမတိုးတက်နိုင်ဘူးလေ ထောက်ပြမဲ့ပုဂ္ဂိုလ်ရှိရင်တော့အဲ့ဒီထောက်ပြတဲ့ဟာမာသလမှန်သလားကိုပြန်ပြီးတော့ဆန်းစစ်ကြည့်တယ်။အကျိုးရှိတယ်ဆိုရင်ကိုအသုံးပြုတယ်။အကျိုးမရှိဘူးမဟုတ်ဘူးမမှန်ဘူးလို့ကိုထင်ရင်အဲ့ဒါအသုံးမပြုဘူးကိုအဲ့ဒီလိုနေနိုင်တယ်။နေနိုင်ခွင့်ရှိတယ်